မင်္ဂလာပါဒီနေ့ကျန်းစာလေ့လာမှုမှာအတူတကွဆန်စစ်ဖို့ရွေထားတာကတော့တဖာလောနိဩဝါဒစာပထမဆောင်ရဲ့အခန်းကြီး၃ဖြစ်ပါတယ်ကျွန်တော်တို့ဒီဆွေးနွေးမှုအတွက် The Wise Believers ကပြင်ဆင်ထားတဲ့မဆုတွေတုံသက်ချက်တွေကိုအဓိကအခြေခံထားမှာပါဟုတ်ကဲ့ဒီအခန်းကြီးတဲကနေရှင်ပေါလုနဲ့အသင်းတော်ကြားကဆွဆန်ကြီးသူရဲ့စိတ်ပူမှုတွေတီမိုသေးရဲ့အခန်းကဏ္ဍနောက်ပြီးစူတောင်းချက်တွေအကြောင်းနည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 ်းကြည့်ကြမှာပေါ့ ဟုတ်ပါတယ်ရည်ရွယ်ချက်ကတော့အဲ့ဒါတွေကိုနားလည်ဖို့ပါပဲအထူးသဖြင့်ဖီးယားတွေကြာကယုံကြည်ခြင်းအားပေးမှုမိချရဲ့အရေးပါပုံတွေကိုအတိတ်ကထုံနှုတ်ဆွေးနွေးကြမယ်ကဲဒါဆိုရှင်ပေါလူရဲ့အဲဒီဆိုရင် ပူပါမှုကနေဆက်လက်ကြတာပေါ့သူတတလောနဲ့ကနေထွက်လာပြီမဲ့သူစိတ်ကအဲ့ဒီမှာပဲရှိနေတယ်လို့မျိုးနော်อืมဟုတ်ပါတယ်ရှင်ဘောလူကအဲထင်းမြုပ်ရောက်နေတဲ့ချိန်မော်အဲ့ဒီအတိဆက်ဆက်အတင်းတော်လေးရဲ့ထွက်တော်တော်လေးစိတ်ပူနေခဲ့တာ อืมသူတို့ကယုံကြည်တာမကြသေးဘူးလေပြီးတော့ပြင်းထန်တဲ့စံကြံမှုတွေနှိမ့်ဆက်မှုတွေကြားရထားခဲ့ရတာဆိုတော့အဲ့ဒါသူတို့ယုံကြည်ခြင်းကတော့တည်မြဲပါမလားဆိုပြီးတော့ပေါ့သူတို့စိုးရင်ခက်ပုံရတာဟုတ်ကဲ့အဲ့ဒီစိုးရင်မှုကဘလောက်လောက်ကြီးလဲဆိုရင်အင်းသူကိုယ်တိုင်အဲထင်းမှတရုတ်ထဲကြံခဲ့တဲ့ချင်းနေအငဲနိုင်လဲနေထားမှာလေအဲ့ဒါတော့တီမိုသေးကိုဟိုတတ်တလုံးလေးစီဖြန်းလွတ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကဒါတော်ယုံစိပူတာမဟုတ်ဘူးဆိုတာပြရတယ်လို့ပဲအတိအကျပဲ သူ့ထက်ကိုရေးကိုရာအစင်မပင်မှုထက်အတင်းတော်ရဲ့ကောင်းရိုးကိုဘလောက်ဦးစားပေးတယ်လဲပေါ်လွင်စေတယ်။သူကိုရိုင်းလေအထင်းမှအခက်ခဲတွေရှိနေတာပဲလေ။ဟုတ်တယ်။ယဉ်ကျေးမှုအသေးအသေးခေါ်သမားတွေနဲ့တွေ့ရတာတွေရှိမယ်။အဖော်မရှိပဲတယောက်သေး။အဲ့လိုအချိန်မှာသူ့ရဲ့အားကိုးရတဲ့တင်မိုးသေးကိုကိုယ့်စီမှာမထားဘဲနဲ့ပိုပြီးအရေးကြီးကြီးလိုအပ်တယ်လို့သူထင်းတဲ့တက်တာလုံးနဲ့အတင်းတော်စီလွှတ်လိုက်တာကသူ့ရဲ့ကိုကြိုးစွန့်မှုပဲပေါ့။ဆိုတော့တင်မိုးသေးကိုလွှတ်လိုက်တဲ့အခါ သူ့မှာ တိကျတဲ့ရည်ရွယ်ချက်တွေတော့ရှိမှာပေါ့နော်ဒီလိုအရေးကြီးလွှတ်ရတာဆိုတော့ဘလိုတာဝန်မျိုးတွေပေးလိုက်ပါသလဲအခြေအနေတည်ုံတက်တက်တော့မဟုတ်တော့ဘူးထင်တယ်ဟုတ်ကဲ့ရည်ရွယ်ချက်တွေကရှင်းပါတယ်ပြီးတော့အလွာဆုံးလေးလို့ပြောရမယ်ပထမဆုံးကတော့အင်းတက်တက်လို့နေသားရဲ့ယုံကြည်ခြင်းကိုခိုင်ခန့်တည်မြဲစေဖို့ establish လုပ်ဖို့ပေါ့ သူတို့ကြားခဲ့တဲ့တရင်ကောင်းအပေါ်မှာသူတို့ယုံကြည်မှုကအမြင့်တွယ်နေဖို့လိုတယ်လို့ရှင်ပေါ်လို့မြင်တယ်ဟုတ်ကဲ့ဒုတိယအချက်ကအားပေးတိတ်သွင်းဖို့ exhaust လို့ဖို့ပေါ့အထူးသဖြင့်ဟိုသူတို့ရင်ဆိုင်နေရတဲ့နှိမ့်ဆက်ညင်မှန်မှုတွေကြောင့်လေဘသူမှယုံကြည်ခြင်းလမ်းကြောင်းကနေလွဲမသွားအောင်စိတ်သက်မချသွားအောင်အားပေးဖို့လိုခဲ့တယ်အင်းတတလုံးနေမျိုးရဲ့အခြေအနေကိုစဉ်းစားကြည့်လေ ယောမအင်ပါယာအောင်မှာယေရှုကိုသခင်လို့ဝင်ခံတာကနိုင်ငံရေးရောလူမှုရေးအရာပါစင်ခေါ်မှုတွေရှိနိုင်တယ်။ဟုတ်ပါတယ်။မိသားစု အတိုင်းဝိုင်းကဖဲကျင်တာမျိုး စီးပွားရေးအရာ ဖြားအားပေးတာမျိုးတွေကြုံနိုင်တာပေါ့။အဲ့ဒီလိုဖြားရည်ကြာမှာတည်ကြည်ဖို့အားပေးမှုကအကျဉ်းအရေးကြီးတာ။အဲ့ဒီနှိမ့်ဆက်ညီမမှုဆိုတာကိုနည်းနည်းလေးပေါ်ပြီးရှင်းပြပေးလို့ရမလား။အစိုးရကတရားဝင်နှိမ့်ဆက်တာမျိုးလား။ဒါမှမဟုတ်လူမှုပတ်ဝန်းကျင်ရဲ့ဖြားပေးမှုပုံစံမျိုးလား။ဟွန်း အဲ့ဒီအချိန်ကအချိန်နေရတော့လေအစိုးရကနေတရားဝင်စနစ်တကျနှိပ်စက်တာမျိုးတဲ့ဆိုရင်ဒေသခံလူဖွဲ့စည်းအထူးသဖြင့်ရိုးရားဘာသာကိုးကွယ်သူတွေဒါမှမဟုတ်ဂျူးဘာသာဝင် တထိုးရဲ့ဆန့်ကျင်မှုဖိအားပေးမှု လူမှုရေးရဖေးခြင်းလားစီးပွားရေးရခက်ခဲအောင်လုပ်တာအဲ့ဒါမျိုးတွေဖြစ်ဖို့ပုံများပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့တမန်တော်ဝုထုမှာဆိုရင်ရှင်ပေါလုတက်တာလော်နိမှာဟုံးတော်ဆောင်တုံးကဂျူးတွေရဲ့ဆန့်ကျင်မှုကြောင့်သူမျိုးကနေထွက်ခဲ့ရတာတွေ့ရတယ်လေမှန်ပါတယ် အဲ့ဒီလိုဆန့်ကျင်မှုတွေကသူထွက်သွားပြီးနောက်မှာအသင်းတော်ပေါ်ကြားရောက်လာနိုင်ခြေရှိတာပေါ့အဲ့ဒီလိုအခြေအနေတွေကြောင့်သူတို့ယုံကြည်ခြင်းကိုစွန့်သွားမှာရှင်ပေါလို့အယံစိုးရင်ခဲ့တာဒါကြောင့်ဒီမိုသေးရဲ့တတိယရည်ရွယ်ချက်ကဒီလိုစုံစမ်းနှောက်ယှက်မှုတွေကြုံရတာကခရစ်ယာန်အသက်တာရဲ့အစိတ်ပိုင်းတစ်ခုပဲဆိုလားတပိပေးဖို့ပြီးတော့ဒီဒုက္ခတွေကြောင့်ယုံကြည်ခြင်းမပျက်စီးသွားအောင်ကာကွယ်ပေးဖို့ဖြစ်ပါတယ်ဒါကအဝေးကနေစိတ်ပူနေရောမဟုတ်ဘူးတကယ်လက်တွေ့သွားကူညီတာကောင်းပါပြီ ဒီလိုဆိုရည်တကြီးနဲ့စောင်းနေတဲ့ရှင်ပါလို့စီကိုတီမောသည်ပြန်ရောက်လာတဲ့အခါကျတော့အဲ့ဒါဘလို့တရင်စကားမျိုးပါလာခဲ့တယ်လေအခြေအနေကသူဆိုရင်သလိုပဲလားဒါမှမဟုတ်တခြားအဖြေတခုထွက်လာသလားအဲ့ဒီခိုင်တန်းက တကယ်အရေးပါခဲ့မှာပဲတကယ်ကိုအံ့ဩစရာကောင်းလောက်အောင်ဝမ်းမြောက်စရာတရင်ကောင်းပါလာခဲ့တာပါဒီမိုးစီတဲလာတဲ့တရင်ကလေတတလွန်နေတာဒီဟာသူတို့ယင်ဆိုင်နေရတဲ့ခက်တခဲတွေဖီအားတွေဂျားတွေကနေသူတို့ရဲ့ယုံကြည်ခြင်းနဲ့ချစ်ချင်းမေတ္တာမှာခိုင်ခိုင်မာမာတည်တည်မြဲမြဲယက်တည်နေကြတယ်ဆိုတာပါပဲအော် တော်သေးတာပေါ့ဟုတ်တယ်မျောလင်းထားတာထဲတောင်ပိုကောင်းတဲ့အချီနေလို့ပြောရမှာဒါပြင်လေသူတို့ကရှင်ပါလို့နဲ့သူ့အဖက်ကိုလည်းအရင်လွိုင်းနေကြတယ်တွေးချင်နေကြတယ်ဆိုတဲ့သတင်းလက်ပါလာခဲ့တယ်อืมဒါကလက်ဖက်စလုံးရဲ့တန်ရောစဉ်ဘလောက်နက်ချိုင်းတယ်လဲဆိုတာပြနေတာပေါ့အဲ့ဒီသတင်းကြားလိုက်ရတဲ့အချိန်မှာရှင်ပေါ်လူရဲ့တွန်ပြန်မှုကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်သူကိုယ်တည်းလည်းအခက်ခဲတွေကြားထဲမှာရောက်နေတဲ့အချိန်မို့လားဒီသတင်းကသူ့အပေါ်ဘလို့တက်ရောက်မှုရှိသေးလဲ ။မှန်ပါတယ်။ကျန်းစာမရှင်ပေါလုကယခုတွင်သင်တို့သည်သခင်ပြား၌တည်ကြည်ကြသည်ဟုငါတို့ကြားရသောကြောင့်ငါတို့သည်အသက်ရှင်လက်ရှိကြ၏ဆိုပြီးအခန်းငယ်၈မှာဖော်ပြထားတယ်။အဲ့ဒီဖေက သူကိုယ်တိုင်ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေနှစ်ဆက်မှုတွေရှိနေပေမဲ့ဟိုတတလွန်နီသားရဲ့ယုံကြည်ခြင်းတည်ကြည်တယ်ဆိုတဲ့တည်င်းကလည်းသူ့အသက်အသက်ပြောင်းဝင်လာသလိုအသက်ဆက်ရှင်ဟိုခွန်အားတက်ကြလိုက်သလိုခံစားရစေတယ်ဆိုတဲ့သဘောမျိုးပါဟုတ်ကဲ့ဒါကိုဘယ်လိုပြောမလဲ vicarious resilience လို့ခေါ်လို့ရမလားပဲသူတစ်ပါးရဲ့ကြံ့ကြံ့ခံနိုင်မှုတည်ကြည်မှုကကိုယ့်အသက်ပါခွန်အားချစ်စေတာမျိုးပေါ့ဟွန်း စိတ်ဝင်စားစရာအတုံးတုံးပဲဟုတ်တော့ဘူး तू အမှုတော်ဆောင်ခဲ့တဲ့လူတွေရဲ့ဝิญဉ်ရကောင်းကျိုးအပေါ်မှာနက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းတွေ့ရတယ်။ဒါကခေါင်းဆောင်တယောက်နဲ့ तू အတိုင်းဝိုင်ကြကစိတ်ပိုင်းဆိုင်ရဆက်နွယ်မှုဘလောက်အရေးကြီးတယ်လဲဆိုတာပြနေတာပဲ။အဲတကယ်မသားစရာရှုထောင်ပါပဲ။ကို့အချင်းနေထက် तू မြန်ရဲ့ဝิญဉ်ရရဲ့တည်ချီမှုက ကို့ကိုအတက်ချင်းစေတယ်ဆိုတာကအင်းလင်းနေတဲ့သင်ခန်းစာပဲ။ဒီလိုဝမ်းသာစရာတရင်ကြပြီးနောက်မှာ ရှင်ပေါလုရဲ့ပထမဆုံးလှုပ်ဆောင်ချက်ကဖခင်ခင်ကိုယေရှုတင်တာဖြစ်တယ်เนาะပြီးတော့ချက်ချင်းပဲဆုတောင်းခြင်းဘက်ကိုဥလဲသွားတယ်ဒါလည်းသတိပြုစရာပဲဟုတ်ပါတယ်သူရဲ့ချက်ချင်းတုံ့ပြန်မှုကဝမ်းမြောက်ခြင်းနဲ့ယေရှုတော်ချီးမွမ်းခြင်းပဲငါတို့ဒီတင်းတို့ကြောင့်ငါတို့ဖခင်သခင်ရှိတော်၌ဝမ်းမြောက်ခြင်းရှိသမျှအတွေ့အဘယ်တိုးတော်ယေရှုတော်ကိုဖခင်သခင်ကဆက်နိုင်မည်နီလို့အခန်းငယ်၉မှာပြောခဲ့တယ်လေဆိုလိုတာကဒီလောက်ကြီးတဲ့ဝမ်းမြောက်မှုအတွေ့ဖခင်သခင်ကိုဘယ်လိုယေရှုဆက်ရမှန်းတော့မသိတော်ဘူးဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ အဲ့ဒီနောက်မှာတော့သူကဆုတောင်းခြင်းကိုဆက်လုပ်တယ်ဖရမတကူကသူကိုယ်တိုင်တက်တာရောနေကိုအမြန်ဆုံးပြန်သွားနိုင်ဖို့သူတို့နဲ့လူကိုယ်တိုင်တွေ့ပြီးတော့သူတို့ယုံကြည်ခြင်းမှလိုအပ်နေသေးတာလေးလေးဖြည့်ဆည်းပေးနိုင်ဖို့ဆိုပြီးညာနေ့မပြတ်အလွန်ကြိုးစား၍ဆုတောင်းတယ်လို့အခန်းငယ်ဆေမှာဆိုထားတယ်။ဟွန်းဒါကသူ့ရဲ့အသင်ဥစိတ်သက်ကမပြီးသေးဘူးဆက်ပြီးလှုပ်ချင်တဲ့စိတ်ပြင်းပြနေတော့ကိုပြတယ်။သူတို့တွေ့ရောဗမာရီဆက်ပြီးအတိကထားဆုတောင်းခဲ့သေးလဲ။သူဆုတောင်းရက်တွေကတော်တော်လေးတိကျလို့ပဲ။ အနာကက်ကိုမျိုးရတဲ့ဆူတောင်းရက်တွေလို့ထင်တယ်ဟုတ်ကဲ့အဓိကအချက်ကြီးနှစ်ချက်ကို तू အလေးထားဆူတောင်းခဲ့တာတွေ့ရတယ်အပရမအချက်ကသူတို့ရဲ့ချစ်ချင်းမေတ္တာတိုးပွားများပြားစေဖို့ဆိုပြီးအခက်ငယ်စနစ်မှာဆူတောင်းခဲ့တယ်ဒီနေရာမှာတတိပြုဆရာကအချင်းချင်းအပေါ်ထားတဲ့မေတ္တာတွေမကဘူးနော်လူအပေါင်းတို့အပေါ်မှာပါမေတ္တာတိုးပွားဖို့ဆူတောင်းခဲ့တာဟုတ်ကဲ့သူက next နေသူတွေအပါဝင်လူအားလုံးအပေါ်မေတ္တာထားနိုင်ဖို့ဆူတောင်းပေးခဲ့တာကတော်တော်ထူးခြားတယ် ဒီမေတ္တာက ရှင်ဘောလူကိုယ်တိုင်သူတို့အပေါ်ထားတဲ့မေတ္တာမျိုးလိုဖြစ်စေဖို့သူဆုတောင်းခဲ့တာအဲ့ဒီဒူပါမြပြစေစက်ကလုံကစိတ်ဝင်စားစေရခဲ့သူတို့မှာမေတ္တာမရှိလို့မဟုတ်ပဲနဲ့ရှိပိတာမေတ္တာကိုပို့ပြီးတော့တိုးပါစေခြင်းလို့ဆုတောင်းတာမျိုးနော်ဘာကြောင့်ဒီလိုဆုတောင်းရတာလဲဒါကအရင်အရေးကြီးတဲ့အချက်ပါရှင်ဘောလူကသူတို့ကိုချစ်ကြပါလို့အမိန်ပေးယုံတိုက်တွန်းယုံတသက်မဟုတ်ဘူးသူတို့ရဲ့ချစ်ချင်းမေတ္တာတိုးပွားမြပြစေခြင်းကသခင်ဘုရားသည်ပြုတော်မူပါစေလို့ဘုရားသခင်စီမှာဆုတောင်းခဲ့တာอืมဟုတ်ကဲ့မှန်ပါတယ် ဒါကြောင့်ဒီလိုအတိုင်းအစာမရှိတဲ့မစ်စာမျိုးတိုးပွားလာဖို့အတွက်ဖျားပခင်ရဲ့တံကိုဖျားတကယ်လှုပ်ဆောင်ပေးမှုလမ်းညွှန်မှုလိုအပ်တယ်ဆိုတဲ့အမြင်ကိုရှင်ဘောလူတင်ပြနေတာပါဖျားပခင်ကသာဒီမစ်စာကိုစိတ်နှုံးထဲမှာပြည့်လန်းစေနိုင်တယ်ပေါများစေနိုင်တယ်လို့သူယုံကြည်ခဲ့ပုံရတယ်ဒါဆိုရင်ဒုတိယဆုတောင်းချက်ကတော့ဘာဖြစ်မှာလဲဒုတိယဆုတောင်းချက်ကပထမဆုတောင်းချက်နဲ့ဆက်ဆက်နေပါတယ် ူကတင်းတို့ရဲ့နှလုံးသားများကို ခိုင်ခန့်စေတော်မူ၍ပန့်ရှင်ချင်း၌အပြစ်တင်ဆွဆွဲချင်းနှင့်ကင်းလွတ်ကြစေနိမိဆိုပြီးအခန်းငယ်73မှာဆုတောင်းခဲ့တဲ့ဆိုလိုတာကသူတို့ရဲ့အသွင်းစိတ်နှလုံးသားနှင့်သူတို့ရဲ့စာရိတပိုင်းနှင့်ခိုင်မာတည်ကြည်ထို့ဆုတောင်းတာပါပဲချင်းတို့လည်းဆိုလိုငါတို့သခင်ယေရှုခရစ်တော်သည်မိမိတန့်ရှင်သူအပေါင်းတို့နှင့်ကြက်ကွက်ကြွလာတော်မူသော အခါဖျားသခင်ရှေ့တော်မှာပေါ့ န်ရှင်ပြီးအဖြစ်ကင်းစင်သူတွေဖြစ်ရက်တည်နိုင်ဖို့ပါဒီနေရာမှာချစ်ချင်းမေတ္တာတိုးဝါတာနဲ့နှလုံးတော့ခိုင်ခန့်တာတန်ရှင်ချင်းချားမှာဆက်ဆက်မှုရှိနေတာကိုတွေ့နိုင်တယ်ဟုတ်ကဲ့ချစ်ချင်းမေတ္တာနဲ့တန်ရှင်ချင်းကတန်ရှင်ချင်းစီကိုဥတီစေတယ်ဆိုရဲသဘောမျိုးတက်ရောက်နေတယ်ဒီစုတောင်းချက်ကသူတို့ရဲ့လက်ရှိအသက်တာအတွက်တင်မဟုတ်ပဲထာဝရအနာဂတ်တခင်ပြားပြန်ကြွက်လာမယ့်အချိန်အတွက်ပါမျိုးတွေပြီးစုတောင်းပြီးခဲ့တာဖြစ်ပါတယ်အေးဒီလောက်ဆိုရင်အခန်းကြီးတစ်ခုလုံးကိုခြုံငုံကြည့်ပြီးဆိုတော့ လက်တွေ့ကျွန်တော်တို့အတ္တအကွက်ဘယ်သင်ခန်းစာတွေစင်ကျင်စရာတွေထုတ်ယူနိုင်မလဲဆိုတာနည်းနည်းဆွေးနွေးကြည့်အောင်ပထမဆုံးရှင်ပေါ်လူရဲ့အဲ့ဒီစိုးရင်ပူပါမှုကနေဘာသိယူနိုင်မလဲရှင်ပေါ်လူရဲ့စိုးရင်ပူပါမှုကလေအပြည့်တဘောဆောင်တဲ့စိတ်သက်ကြစေတဲ့စိုးရင်မှုမျိုးမဟုတ်ဘူးတက်ကြွတဲ့ကယူဆိုင်မှုအပြည့်ပါတဲ့စိုးရင်မှု active loving concern ဖြစ်နေတာကိုသတိပြုသင့်တယ်ဟုတ်ကဲ့ဒါကကျွန်တော်တို့ကိုဘာသတိပေးနေလဲဆိုတော့ ယုံကြည်သူအတိုင်းဝင်မှာအချင်းချင်းရဲ့ဝိညာဉ်ရင်းရအခြေအနေကိုအလင်းနဲ့ထာကယူဆိုင်ဖို့လိုတယ်ဆိုတာပါပဲကိုအရင်ကိုကိစ္စနဲ့ရှုပ်နေတဲ့ဒီနေ့ခေတ်မှာလေသူတပားရဲ့ယုံကြည်ခြင်းခိုင်မာမှုသူတို့ကြုံနေရတဲ့စိန်ခေါ်မှုတွေပေါ်မှာစစ်မှန်တဲ့စိတ်ဝင်စားမှုစိုးရိမ်မှုရှိဖို့လိုတယ်။ဟွန်းပြီးတော့စိတ်ပူယုံတဲ့မဟုတ်ပဲရှင်ပေါ်လူလို့ပဲလိုအပ်ရင်ကိုယ့်ရဲ့အချင်းကိုယ့်ရဲ့အစဉ်ပြေမှုတွေကိုအနစ်နာခံပြီးတော့ လက်တွေ့ကြကြဆုံးဆမ်းမေးများဖို့အားပေးဖို့ကူညီဖို့လိုအပ်ကြောင်းတင်ယူနိုင်ပါတယ်။ဒီလိုဂရုစိုက်မှုမျိုးကအပေါ်ယံမိတ်ဖွဲ့တာထက်ပိုနဲ့ရှိုင်းတဲ့ဆက်ဆံရေးကိုတိဆောက်စေတာပေါ့။နောက်တစ်ချက်ကဝမ်းမြောက်ခြင်းရဲ့အရေးအမြစ်နဲ့ပတ်သက်လို့ရှင်ပေါ်လူရဲ့တွံ့ပြောင်းမှုကနေရနိုင်တဲ့သင်ခန်းစာကလည်းစိတ်ဝင်စားစရာပဲ။ဟုတ် vicarious resilience ဆိုလေအတုံးလုံးကိုပြန်ကောက်ရရင်ပေါ့တေချာပါတယ်ရှင်ပေါ်လူရဲ့အကြီးမားဆုံးဝမ်းမြောက်မှု သူ့ကိုအသက်ရှင်ဆဲတဲ့အရာက ကိုယ်ပိုင်အောင်မြင်မှုရာထူးတော်ဂုံကာဇနာတို့မဟုတ်ခဲ့ဘူးလေခက်ခဲတဲ့အခြေအနေတွေကြားကနေတက်တာလောင်းနေသားလေယုံကြည်ခြင်းမှာတည်ကြည်တယ်ဆိုရက်တလင်းကြောင့်ဖြစ်ခဲ့တာဟုတ်ပါတယ်အနီးတလဲဆိုတာကိုပြန်ဆန်းစစ်စေတဲ့လောကရဲ့အောင်မြင်မှုတွေကိုရဲကိုတာတာယာမှုတွေကယာယီဝါမြောက်ခြင်းပေးနိုင်ပေမယ့်စိမ့်မှန်ပြီးကြားရှိခန့်တဲ့ဝါမြောက်ခြင်းကဖရာသခင်ရဲ့အမှုတော်တိုးတက်ခြင်း သူရပိုင်းရဲ့ဝိညာဉ်ရကောင်းကျိုးယုံကြည်ခြင်းမှခိုင်မာစွာယက်တီနိုင်မှုတွေကနေလာတဲ့တယ်ဆိုတဲ့အချက်ကိုလမ်းညွှန်ပေးနေတာပါ။အင်းဒါကတကူကောင်းဆန်တဲ့ရှစ်တက်ကိုစိန်ခေါ်ပြီးတော့အတိုင်းဝဲတစ်ခုလုံးရဲ့ကောင်းကျိုးမှ ပြောင်းမွေတက်ဖို့သင်ပေးတယ်လို့ပါပဲ။ကောင်းပါပြီ။နောက်ဆုံးအချက်အနေနဲ့ချစ်ချင်းမေတ္တာတိုးပွားဖို့ဆူတောင်းခြင်းအကြောင်းကို ပြန်ကြည့်အောင်။ရှင်ပေါလိရဲ့ဆူတောင်းချက်ကနေဘာကိုအထူးအတွက်ထွက်ယူတာတက်ပါသလဲ။ ရှင်ပေါလုကမိတာတိုးပွားဖို့တိုက်တွန်းရုံမဟုတ်ပဲဖျားသခင်ကပြုလုပ်ပေးဖို့ဆူတောင်းခဲ့တာကိုအလဲပေးဆွေးနွေးခဲ့ကြပြီနော်ဟုတ်ကဲ့ဒါကလက်တွေ့မှာဘာကိုဆိုလိုတယ်လဲဆိုတော့အချင်းချင်းကိုပိုးချင်းနိုင်ဖို့ကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့တူတွေကိုကိုမကောင်းချင်တဲ့တူတွေကိုတောင်မိတာထားနိုင်ဖို့ဆိုတာကိုယ့်ရဲ့စိတ်ဓာတ်ကိုယ့်ရဲ့ကြိုးစားမှုတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကိုဝန်ခံဖို့လိုတယ်ဆိုတဲ့သဘောပါအင်းမှန်ပါတယ်ကျွန်တော်တို့ရဲ့မိတာကအကန့်အသတ်ရှိတယ်လीတခါလေခန်းချောက်တွားတတ်တယ်ဒါကြောင့် ီလိုအကန့်အသတ်မဲ့တဲ့ခံနိုင်ရင်ရှိတဲ့မေတ္တာမျိုးတိုးပွားလာဖို့အတွက်ဖျားသခင်ရဲ့တန်ခိုးတက်ရှင်သောဝိညာဉ်တော်ရဲ့လက်ညှိုးဝင်တဲ့ခွန်အားပေးမှုကိုဆုတောင်းရအားဖြင့်တက်တက်ကြွကြွရှာဖွေတောင်းခံဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာဖြစ်ပါရဲ့ဒီနေရာမှာကိုကိုကိုမေးတင်တဲ့မေခွန်းကတော့ကျွန်တော်တို့ကမေတ္တာတိုးပွားဖို့ကိုအားကိုကိုပြီးရုန်းကန်နေတာလားဒါမှမဟုတ်ရှင်ပေါ်လူလိုပဲနေစင်နေအမြတ် ဘုရားသခင်ရဲ့လှူဆောင်ပေးမှုကိုနှင့်ချစွာတောင်းခံနေပါသလားဆိုတာပါပဲဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့တက်တလာလောနဲ့ပထမဆောင်အခန်းကြီး3ကနေရှင်ပေါ်လူရဲ့တင်းဥကောင်းနှလုံးသားသူ့ရဲ့နှဆိုင်ပြီးလက်တွေ့ကြတဲ့စိုးရင်ပူပန်မှုနဲ့ဂရုဆိုင်မှုတွေကိုတွေ့ရတယ်။နောက်ပြီးစန္ဒမူရီကြားကယုံကြည်ခြင်းရဲ့တန်ဖိုးနဲ့အလတရားအချင်းချင်းအားပေးခြင်းရဲ့အစွမ်းထက်ပေါင်းပြီးတော့မေတ္တာနဲ့ဝิญဉေရခိုင်ခံခြင်း တန့်ချင်းချင်းအထဆူတောင်းချင်းရဲ့အရေးပါပုံတွေကိုတော်တော်လေးထက်ထဝဝလေ့လာခဲ့ကြရတယ်။တကယ်ပဲစဉ်းစားစရာအာယူစရာတွေအများကြီးရလိုက်ပါတယ်။ဟုတ်ပါပဲ။အဆုံးသတ်အငင်းနဲ့စဉ်းစားစရာအတွေးလေးတစ်ခုခြံထားခဲ့ခြင်းပါလေ။ချင်းပေါင်းလို့ဟာလူတစုရဲ့ဝိညာဉ်ရေးရာအခြေအနေကိုတရားဖို့သူတို့ကိုအားပေးဖို့အတွက်သူ့ရဲ့အနီးကဆုံးလောက်ဖို့ဆောင်ဖက်တယောက်ထက်တဲ့ဒီမောတွေကိုခီးရှည်ကြီးဆေးလွတ်တဲ့အထိအရေးတရွတံပေါ်ထားလှုပ်ဆောင်ခဲ့တယ်။ ဟုတ်ကဲ့သူကိုယ်ရဲ့အေးဗန်မှာအထီးကျန်ဆန်ဒီအာနင်းနေနိုင်တဲ့အချိန်ဒီမှာတော့ဒီလိုအနစ်နာခံခဲ့တာဒီအဖြစ်ဖြစ်ကိုလည်းဒီနေ့ခေတ်ရဲ့အလွန်လွယ်ကူမြန်ဆန်တဲ့စက်သွယ်ရေးနီလန်းနေဖုန်းခေါ်တာတွေဗီဒီယိုခေါ်လေးစာတို့ပို့တာတွေဆိုရှယ်မီဒီယာအပ်ဒိတ်တွေအဲ့ဒါတွေနဲ့ရင်ပြီးစဉ်းစားကြည့်ကြရအောင်อืมဟုတ်ပါတယ်။တို့ရဲ့အချင်းချင်းပေါ်ထားတဲ့ဝิญဉ်ရေးရာကောင်းကျိုးရဲ့အတင့်အနက်ကိုတကယ်မြင့်တင်ပေးရလား။ဒါမှမဟုတ် အဖော်ရန်တခင်မီးယုံလောက်နဲ့ဂျင်းနာသွားစေသလားရှင်ပေါ်လိုပြက်နဲ့ရှင်ပြခဲ့တဲ့အဲ့ဒီလိုစိတ်အားထက်တမှုအဲ့ဒီလိုအချိန်ပေးအနစ်နာခံပြီးဂရုစိုက်တတ်တဲ့တံပေါ်ထားမှုမျိုးကိုလေဒီနေ့ခေတ်ရဲ့ဤပညာကြားထဲမှာကျွန်တော်တို့ဘယ်လိုပြန်လဲမွေးမြူနိုင်မလဲဟုတ်ကဲ့ဒါကတကယ်စဉ်းစားစရာမေးခွန်းပဲဟုတ်တယ် လူတယောက်ရဲ့အတွင်းစိတ်ဝิญဉ္ဇီရကောင်းကျိုးတဲ့တကယ်တမ်းချိန်ပေးစိတ်နှစ်ပြီးဂရုစိုက်မှုမေးမြန်းအားပေးဖို့ဆူတောင်းပေးဖို့ဆိုတဲ့ရှင်ဘောလူရဲ့စိတ်တက်မျိုးကိုကျွန်တော်ရဲ့လက်တွေ့ပေါ်ဆက်ဆံရေးတွေမှာဘယ်လိုပြန်လည်အတက်သွင်းနိုင်မလဲဆိုတာကိုပေါ့အဲ့ဒါလေးကိုဆက်လက်ဆင်ခြင်သွားနိုင်ကြဖို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်လိုက်ပါရစေကောင်းပါတယ်ဒီနေ့ဆွေးနွေးမှုတော့ကျေးဇူးတင်ပါတယ်